ါဆိုဘာလို့ခုလိုအေးနေလဲဆိုတာသိအောင်ရီအောင်တဲ့ကိုငုံကြည့်ကြမလားငါတော့ဒီနေရာကဘာကြောင့်အေးနေလဲဆိုတာသိချင်တယ်ဟုတ်တယ်ဟာငါလည်းသိချင်စိတ်ဖြစ်မိကဲပါကြောက်နေကြနေတို့အကုန်လုံးတွားကြည့်ကြတာပေါ့အောင်မင်းရယ်ပူပြင်းလာတဲ့ညရသည်တမနက်မှာတော့အပူတံအန်တူရင်ရှာတဲ့သွာလာသူတွေ ဇင်အောင်ဇီဝဲကိုသွားလာသူတွေနဲ့စီကားနေခဲ့တာပါအဲ့ဒီတဲမှာတော့ဘုတူငပိန်နဲ့တော်ဘောတို့ကတဏီယာကိုသွားမှုအတွက်ထွက်လာခဲ့ကြတယ်တော်ဘောကကောင်းဝင်ကြီးကိုမော့ကြည့်လိုက်တယ်ကောင်းဝင်မလေးနေ့လုံးနဲ့ပဲတွေ့တာပါဘာလို့မီးတောက်တော့မလို့ပုံနေရလဲမသိဘူးဟုတ်ပါကွာအစိုးရရှိတရားကိုအရန်ပူလုံးနေတာအဲ့ဒါကြောင့်မို့နွေရသီးကိုခေါ်တာပေါ့ကွာတော်ယုံပူရင်တော့မပြောလို့ပါဘူး ကိုကညလဲအိမ်မရနေ့လဲအိမ်မရနေကြာရင်လေအေးပြက်ပြီးယောဂဝင်လာတော့မှာဟာရှာတိဦးလူကိုတော့တော့ပြစ်တယ်လို့မရကိုကကိုပဲဂယူးဆိုင်ကြမှာကွာဒါဆိုတို့တွေဒီလိုလုပ်ကြမှာညနေဘက်ရွာနောက်ကကန်ကြီးထဲမှာရေသွားစိတ်ကြရင်ရောအင်းကောင်းတာပဲတော့ကြတာပေါ့ ိမ်နောက်တော့ပေါ်သူတို့သုံးယောက်သာမိဝိုင်းမားတို့အိမ်ကိုရောက်လာခဲ့ကြရင်မိဝိုင်းကတရားသီးစိမ့်တွေကိုစကားလေးပြန်ထည့်နေကပေါ်သူတို့ရောက်လာတာကိုမြင်သွားခဲ့ပြီဟဲ့လာကြမလားလာကြပြီကနေလိုက်ဆိုရင်နေရဲပူနေမှာစို့လို့စောစောပဲလာခဲ့လိုက်တာအဲ့ဒါလေဟုတ်တယ်ကဒီတလုံးလေးတတော်အောင်ပူတာပဲငါဆိုလေညဘက်တရအောင်အိတ်မရအတူပဲမိဝိုင်းရေတို့တော့ရောက်တော့အလာတော့ကပြောနေကြတာညနေပိုင်းရေသွားစိန်ကြောင်းလို့အဲ့ဒါနေရော လိုက်ခင်မှာမလားอืมလိုက်ခင်မယ်လीခုတော့တည်သီးတွေကိုနင်းလန်းဖို့အတွက်ကူပေးအောင်โอเคโอเคကူလုံးမယ်ဝူးမင်းဝိုင်းဒီတည်သီးတွေကိုနင်းလန်းပြီးတော့ဘာလို့မလုပ်လဲအော်မင်းလန်းမေးတတ်ပါစားဖို့ပေါ့တော့ဘောရဲ့ခုလိုတည်သီးကြီးပေါနေတဲ့ချိန်မှာအကြောက်လန်းပြီးတေချာတိတ်ထိုင်တည်သီးသုံးချိန်ဆိုဒီတည်သီးကြောက်တီးထုတ်ပြီးနှက်စားချက်စားလို့ရရလीဟာအော်အဲ့လိုလားဒီလိုနဲ့ပိုးထူးလို့လေ မြို့အိမ်မအောင်တည်သည်စိမ့်တွေနေလန်းကူနေခဲ့တာပါတနအိမ်လောက်နေလန်းကူပြီးနောက်တော့မိဝိုင်းကခဏလေးနေကြအောင်နော်ငါလေးနင်တို့ဖို့တည်သည်သွားတော့လိုက်အောင်မယ်မိဝိုင်းဆက်ဆက်လေးတောက်ခဲ့နော်အေးပါဆက်ဆက်လေးလောက်ခဲ့ပြီမယ်ငါလည်းဝိုင်းကူမယ်လေမိဝိုင်းအဲ့လိုဆိုရင်တော့ကောင်းတာပေါ့အဲ့ဒါနဲ့မိဝိုင်းနဲ့ပို့တူလေးအိမ်ထဲကိုဝင်သွားခဲ့တော့တယ် တော်ဘောနဲ့ငပင်ကတော့အင်ရှီယာကွက်ပြစ်မှာအနားယူနေနေကျင်းနေခဲ့တာပါကိုကျင်းရုတ်တရက်မိုးရွာချလိုက်ငါလေးအရန်ကိုကျေးဇူးတင်မိပါပဲဟမ်စိတ်ကူးရှင်နေတဲ့တော်ဘောကြီးနေမင်းရလေကြီးတော့နော်ကြစ်ချစ်တော့ကိုပူးနေတာခနာကြာမှာပေါ်တူးနဲ့မိဝိုင်ကခွက်တွေပကန်နေကိုင်းရင်နဲ့သူတို့နားကိုရောက်လာတယ်ကဲတရတီတုံးနဲ့မကြီးပြော်ရေးအေးလေးတောက်ကြောင်မိဝိုင်မလား တို့ဟောအရောက်ပို့နေရလားဗျ။အေးလီဟုတ်သားဗျ။တည်သေးသုံးနေမကြီးပေါ်ကြီးကလိုက်မှမလိုက်တာ။ဟဲ့နင်တို့နော်။ငါ့ကိုစဉ်းစားမရှိအောင်လုပ်နေတယ်။မကြီးပေါ်ကြီးကအပူပုတ်ကင်းစင်စီနေဟ။အဲ့ဒါကိုပြောလာပြီ။ကဲပါအရင်တောက်ကြည့်စမ်းမအောင်။မိဝိုင်းမှလည်းရရှဲကောင်းတာနော်။ဟုတ်လို့လား။တလို့ပြောပြီးငပိန်နဲ့တော့ဘောလေမကြီးပေါ်ကြီးကိုတောက်လိုက်ကြတယ်။ဝါရှင်နေကိုအေးမြသွားတာဗျ။ငါတို့လေ ဝမ်းလျှော်လေးမသိတော့တောက်ပြီဖိုးထူတို့အဖွဲသားတွေလည်းတရတီတော့စားလိုက်မကြီးမော်ကြီးတောက်လိုက်နေအလုံးရှုံနေခဲ့ကြတယ်ညနေပိုင်းရောက်တော့ငပိန်ကကဲညနေပိုင်းလည်းရောက်ပြီဆိုတော့တို့တွေရေသွားစိန်ကြတော့မလားသွားကြမယ်လေဒီလိုနဲ့နေဝင်သွားရင်တို့တွေရေစစာမစင်လိုက်ရပဲနေလိမ့်မှာဒီလိုနဲ့သူတို့အဖွဲလည်းရေစင်ကြဖို့အတွက်ရွာနောက်ကကန်ကြီးရှိရာကိုထွက်လာခဲ့လိုက်ကြတယ် ရွာနာကကန်ကြီးကိုရောက်မှာတူပေါ်နေငပင်ကရေကိုမြင်လိုက်တယ်ဆိုရင်ပဲပြေးပြီးတော့ရေတင်းကိုခုံဆင်းလိုက်ကြရင်ဝါခုမပဲနေလို့ကောင်းသွားတော့တယ်ဟဲ့ရင်းတို့နေအောင်နော်ခုမနေဘူးကြီးတွေကနေလမ်းလျှောက်လာတော့ခဏတော့နားတော့မဟုတ်ဘူးအေးလီအဲ့လိုနဲ့အပူရှက်ကုန်မှာရှက်ရင်လည်းရှက်ပလိစီတော့ခုလောလောဆယ်အေးဖို့ရေးကြည့်ဒါတော့ရေကပူးနေလို့တိတ်အဆင်မပြေဘူးကြီးအဲ့ဒါနဲ့မိဘိုင်းနဲ့ဖိုးတူလဲ ကန်စက်ကနေရေထဲကိုခြေထောက်ဆင်ရင်ရှိနေခဲ့တာပါတော်ဘောဟာငဘိဒီနောက်အောင်လာခဲ့ကြည့်ဟာလာကြည့်မအောင်အာလာခဲ့ဆံပါစို့ဇလုံးနဲ့ငဘိလေးတော်ဘောရှိနေတဲ့နောက်သွားလိုက်ခြင်းမဟမ်ဒီနောက်ရေဟာအေးလေးနော်အေးဟာငါလေးထုတ်ဆက်လို့လေဟုတ်မဟုတ်သေးချာသေးအောင်မင်းကိုခေါ်လိုက်တာဟမ်ဘလို့ထုတ်ဆက်တာလေတော်ဘောငါတို့ခုရှိနေတဲ့နေရာမှာရေဟာအေးလေးဟာဟင် ဟုတ်လားအဲ့ဒါဆိုငါလဲလာခဲ့မယ်ငါရောက်လိုက်မယ်အဲ့ဒါနဲ့မိဝိုင်းလေးပိုတူနဲ့တူရေထဲကိုတူခုံဆင်းပြီးတော်ဘောတို့နောက်ကူးကတ်သွားလိုက်တယ်ပိုတူဟာဟာဟုတ်သားပဲဒီနာရဲ့ရှင်ကပိုအေးနေရနော်ငါမပြောဘူးလားပိုတူရဲ့ဒီနာရဲ့ရှင်ကထူးဆန်းနေပါတယ်လို့ဟာဒါဆိုဘာလို့ခုလိုအေးနေလဲဆိုတာသိအောင်ရှင်အောင်တဲ့ကိုငုံကြည့်ကြမလားဟဲ့နင်တို့ကဖြစ်ပါမလား ဂျီယောက်မှာဘာရရှိနေမှာမသိနိုင်ဘူးလေငါတော့ဒီနေရာကဘာကြောင့်အင်းနေရဲဆိုတော့သိချင်တယ်ဟုတ်တယ်ဟာငါလည်းသိချင်စိတ်ဖြစ်မိကဲပါကြောက်မနေကြနဲ့တို့အကုန်လုံးသွားကြည့်ကြတာပေါ့အဲ့လိုပြောပြီးပိုတူအားရှင်လေးကိုအရင်ငုတ်သွားတော့မိဝိုင်းမတို့လေနောက်ကနေနိုင်ငုတ်သွားခဲ့တော့လေဒီလိုနဲ့သူတို့လေးယောက်သားဂျီယောက်တဲကိုရောက်လာခဲ့ကြတာပါကပိန်ကနေရာနဲ့အောင်လိုက်ကြည့်နေရင်ဖိုးတူကိုသူ့ဘက်ကပိုးရင်းနေကြောင်းချက်ပြလိုက်တယ် ဘောဒူကလည်းငပိန်ရဲ့ချက်ပြတာကိုနားလေသဘောပေါက်ဟန်နေ။ "Okay" လို့ပြလိုက်ပြီးငပိန်နောက်ကိုလိုက်သွားခဲ့ကြတယ်။တော်ဘောတရားငါရီကိုကြည့်နေကြင်နေခဲ့တာဆိုတော့ဒီကိမကဆွဲခေါ်လို့ဘောဒူရဲ့နောက်ကိုပြန်လိုက်သွားခဲ့တော့တယ်။အနောက်တော့ဘောဒူတို့လည်းရီရီခဲနေရဲ့ကျုံတုံမောင်ကိုရောက်လာခဲ့တာပါ။၄ယောက်သားကကန်းကနေကျုံမောင်ကိုတက်လိုက်ကြပြီးအဟန်းသိနေခဲ့ကြတယ်။ ီနီယာကထူးဆန်းလိုက်တာရေရီတော်ခဲနေပါလားဟုတ်ပါနော်ဒီနီယာကလက်ပြများလားမသိဘူးပေါပေါရှာရှာတော့ဖို့ရေတေချာလေးကြည်စမ်းမဒီနီယာကလေနှင်းမြို့တော်နဲ့မတူဘူးလားဟမ်ကဲပါကဲပါဒီနီယာကဘလူနီယာဆိုတာသိရဖို့အတွက်ကျုံးမော်ကိုတွားကြည့်ကြတာပေါ့ဒါလုံးနဲ့သူတို့လေးယောက်သားရေရီခဲနေရဲ့ကျုံးမော်ကိုထွက်လာခဲ့လိုက်ကြတယ် ရေခဲကျုံတနီယာနာရောက်မှာလမ်းလေတည်တည်မှာရှိနေတဲ့ရုပ်ထုတစ်ခုကိုမြင်လိုက်ရတာပါဖိုးတူဟာဟာဖိုးမရုပ်ထုတစ်ခုပဲသူတို့လေးယောက်သားရုပ်ထုနားကိုသွားလိုက်ပြီးတေချာပက်ကြည့်နေခဲ့ကြတယ်။အိုးဒီရုပ်ထုကစမ်းကြည့်လိုက်တာရှေ့ကလူသားပုံစံရုပ်ထုပဲနော်။မဟုတ်မှနှင်းမြတော်မှာရှိနေတဲ့ဒီရုပ်ထုကအရန်အိမ်လုံးပြီးတော့ရေခဲရုပ်ထုဖြစ်သွားများလား။နင်းအဲ့လိုပြောမှငါလည်းအေးလာပြီဟာ။ ို့တွေဒီနေရာနေမြင်မြန်ပြန်ကြဆို။မမဟုတ်ရင်ဒီဦးလေးလိုရေခဲရုပ်တို့ဖြစ်နေလိမ့်မှာ။ခဏလေးပါတော့ဘောရဲ့ဒီရုပ်တို့ကဘယ်လိုဖြစ်လာတယ်ဆိုတာငါသိစိတ်ကြည့်လိုက်အောင်မယ်။အဲ့လိုပြောပြီးဖို့တူလေးရေခဲရုပ်တို့ကိုကန့်ကြည့်ဖို့လို့မိပိုင်းကတားလိုက်တယ်။ဟဲ့ဖို့တူနေစကားတွေထဲမှာမမြင်ဘူးလား။ခုလိုအေးခဲနေတဲ့ရုပ်တို့ကိုကန့်ကြည့်မိရတယ်။ကန့်ကြည့်တဲ့သူကအေးခဲပြီးတော့ရုပ်တို့ဖြစ်သွားတာလေ။ဒီမိပိုင်းမှာတော့ကွာစကားတွေအကြည့်များနေပြီတဲ့။ ခုကစကားတည်းမဟုတ်အပြစ်ပါတကယ်ဖြစ်နေတာဟာအင်းလေနင်တို့အဲ့လိုဖြစ်သွားမှဆိုလို့ငါသတိပေးနေတာမိဘကြီးအဲ့လိုပြောနေတော့ရေခဲချုပ်တူကနေအလေးနဲ့တစ်ခုထွက်ပေါ်လို့ရေခဲလာတွေကြွားကြပြီးလူသားတယောက်ပုံစံပေါ်လာခဲ့ရော်ဒီဟေးဟေးအကောင်နောက်ဆုံးကြလူသားပုံစံဖြစ်နေပြီမေတို့အန်နီပြေးမပြီးဆိုတော့မသိနိုင်အဲ့ဒါနေလူသားပုံစံပြောင်းသွားတဲ့ဦးလေးကြီးဟာဟိုကျောက်မင်းတို့လေးတွေကိုဒုက္ခမပေးပါဘူး ီရေခဲကျုံမှာရောက်လာတဲ့မင်းတို့လေးတွေကိုရေခဲကျုံကနေကြိုးဆိုပါတယ်ကျုပ်ကဒီရေခဲကျုံကိုဖန်တီးခဲ့တယ်သူပါဟမ်အော်ဒီနေရာရေခဲကျုံကိုဟုတ်ပါတယ်ဗျကျုပ်ဒီနေရာအေးဆုံးနေရာကိုခေါ်သွားပေးပါမယ်ဗျာခုတော့မှကျွန်တော်တို့ရန်ကိုအေးနေတာဗျဟမ်မင်းတို့လေးတွေနေတဲ့ကမာမှာပူလုံးလို့ဒီကိုရောက်လာခဲ့တာမဟုတ်လားကွဟိုအဲ့လိုဆိုပေမဲ့ဒီနေရာကကျွန်တော်တို့အတွက်ရန်ကိုအေးလို့နေပါတယ်ဟုတ်ပါပြီဒါလို့ဆိုလဲ အနွေးတွေရှိရနေအောင်ခေါ်သွားပြပါမယ်ဒီဘက်လမ်းမှာအဲ့ဒါနဲ့ဖိုးထူးတို့လည်းရှေးကလူသားခေါ်ဆိုင်အောင်နောက်ကိုလိုက်သွားခဲ့ကြတယ်အဲ့နောက်တော့ပို့ထူးတို့လည်းရှေးကြီးဦးလေးကြီးခေါ်ဆောင်ရာဂူကြီးတကူတဲကိုရောက်လာခဲ့ကြတာပါတော့ဘောဟိုဦးလေးဒီကူထဲမှာလည်းမနှွေးသေးဘူးဗျချုပ်စရာတခုရှိလားဟင်အင်းကျုပ်ကအေးကြိုက်တော့ချုပ်စရာတော့မရှိထားဘူးကွ ဒီလိုလုပ်လေကျုပ်မင်းတို့လေးတွေအတွက်မီးဖို့ဖိုးပေးပါမယ်။အဲလိုပြောပြီးဦးလေးကြီးကသူ့လံဝါကနေမီးတောက်တွေထုတ်လွှတ်လို့မင်းမြေပေါ်မှာမီးဖို့ကြီးတဘုံဖိုးပေးလိုက်တယ်။ဖိုးသူတို့အဖွဲသားတွေလည်းမီးမုံဝေးမှထိုင်ရင်းနဲ့မီးလုံနေကြရကဒါနဲ့ဦးလေးကဒီလိုအေးတဲ့နေရာမှာဘာလို့တယောက်တည်းရှိနေရလဲ။အင်းအရှင်တော်ကတော့ဒီနေရာကရှာတရာဖြစ်ခဲ့ပြီ။ လူတွေအများကြီးနဲ့စစ်စီကားကရှိခဲ့တာကွ။အာဒီလိုနဲ့တရက်မှပြဿနာတွေစဖြစ်လာခဲ့တယ်။အဲ့ဒါကတော့အဲ့လိုပြောပြီးဦးလေးကြီးကနောက်ကျောင်းပြန်တော်တယ်။အေးချမ်းသာဆိုတဲ့ရွာလေးဟာအရင်တုန်းကတော့အေးချမ်းသာရခဲ့ပေမယ့်တော်မီရဲ့လောင်ပြီးတစ်တော်တွေပြုံးသွားပြီးနောက်အရန်ကိုပူပြင်းတဲ့ရွာလေးတရာအဖြစ်ကိုပြောင်းလဲသွားခဲ့တာပါ။အခုကရွာလန်းနေမှာတော့အဲ့ဒီရွာအနေပြောင်းရွှေ့ဖို့ အထုပ်ပိုးတွေတင်ပြီးသွားလာနေတဲ့သူတွေကိုပဲမြင်ကြရမှာပါအမျိုးသားတယောက်ကထုပ်တွေတင်ပြီးသွားနေတဲ့အမျိုးသားတယောက်ကို စကားလှမ်းပြောလိုက်တယ်ကိုမကြီးခင်ဗျားတို့လည်းဒီမှာပြောင်းမလားဗျပြောင်းပြီပေါ့ကွာဒီမှာမလူမပြောနဲ့တလိစံနေရမနေနိုင်ကြဘူးကွာအဲ့ဒါကြောင့်မို့လေအင်းဟကွေးပါတခါလေးခေါ်လာခဲ့လိုက်တာဟုတ်တယ်ဗျကျို့တို့ရကက်ဆိုင်နေပြီထင်ပါတယ်ဗျအဲ့ဒီအချိန်မှာနောက်ကျောင်းမြတ်နေရဲ့ဦးလေးကြီးကအပြေးလာလာပြီး ရှာနေကနေထွက်သွားဖို့အတွက်လုံနေတဲ့သူတွေကိုလိုက်တာတော့တယ်။ဟိုကိုမောင်ကြီးတို့ဒီဘာနေထွက်သွားတော့မလို့လားဗျ။ဟုတ်တယ်ကိုရွှေပါရ။ဒီဘာကြီးကအရန်ပူလုံလို့ကျုပ်တို့မနေနိုင်တော့။ကျုပ်တို့ပြင်းနေများဆိုင်ပြီးအရှင်လိုပြန်ပြီးဆေးလန်းလောင်လို့ကြမယ်လေဗျ။ကျုပ်တို့အဲ့လိုလုပ်တာအချိန်မှမနေတော့ဘူးလေကိုရွှေပါရဲ့။တော်လီဖြစ်လာလိုက်မီးလောင်သွားလိုက်နဲ့။အမြဲတမ်းတန်မြန်လေးနေရမဟုတ်လားဗျ။ကျုပ်တို့သွားခွင့်ပြုပါဗျာ။အဲ့လိုပြောပြီးကိုမောင်ကြီးတို့နှစ်ယောက်လေး ကိုရှိဘနာအနေထွက်သွားခဲ့တော့တယ်။တယောက်တည်းချင်ရင်းနေခဲ့တဲ့ကိုရှိဘကတစ်ချက်တွေးမိသွားခဲ့တယ်။ဟုတ်ပြီ။ကျုပ်အဲ့ဒီနေလန်းအသုံးပြုရမယ်။ဒီလိုနဲ့ကိုရှိဘလည်းအောင်လန်းစရာတယောက်ရင်ကိုရောက်လာခဲ့တာပါ။အောင်လန်းစရာကကဲရှိဘကျုပ်ပြောတဲ့စကားကိုနားထောင်ပြီးတော့ပြန်စဉ်းစားပါ။မစဉ်းစားတော့ဘူးစရာ။ကျုပ်သက်ဘလို့ပဲနေနေဒီရွာကလူတွေထွက်မသွားကျုပ်မရရတဲ့နေနဲ့တားမှာပါ။ ဒါလို့ဆိုလေခင်ဗျားတောင်းဆိုထားတဲ့အတိုင်းလုပ်ပေးလိုက်မယ်။တရားဆောင်ယူသွားလိုက်ပါ။အဲ့လိုပြောပြီးအောင်လန်းစရာကအဆောင်စားရဲ့တရက်ကိုရွှေပောက်အောင်ပေးလိုက်တယ်။အောင်လန်းစရာပေးလိုက်တဲ့အစီရင်ကအသက်နဲ့ရှင်ရတဲ့အစီရင်ဆိုတော့ကိုရှိမဆုံးသွားပြီးနောက်ပိုင်းသူတို့ရွာလေးကနှင်းနှီးဖုံးလန်းတဲ့ရွာတရားဖြစ်ပြောင်းလဲသွားခဲ့တာပါ။ကိုကြိတ်မှာတော့အရန်အီလိုနဲ့တောင်မခံနိုင်တဲ့လက်ကျန်ရွာသားတွေလေအေးကျန်းသာရွာလေးကနေအဝေးကိုတယောက်ပြီးတယောက် ထပ်သွားခဲ့တော်တယ်။ကိုရှိပါစကားဆုံးမှာဖို့တူပါ။အော်ဒီလိုကြောင့်ဒီကျောင်းကရွာပြည့်ကြီးဖြစ်နေချိန်နေခဲ့တာ။ဟုတ်တယ်ငါတူတူကဦးလေးတယောက်တည်းဒီဘောင်ကိုဆွဲလန်းနေစိန်နေခုချိန်ထိမကျွတ်လို့ပဲရှိနေခဲ့တာပါ။စင်ကောင်းလိုက်တာဦးလေးဟာ။ဦးလေးရဲ့စေတနာကိုရွာသားရင်လည်းနားလည်မှာပါ။တကယ်တမ်းတော့အိမြမှုဆိုတာတင့်တော်တဲ့ပူနေခြင်းနဲ့ပေါင်းစပ်မှသာအဆင်ပြေတာဗျ။ဒါဆို ကုံတုရဲ့ရှေးတပတ်နေတာကိုပြောတာလားနေပြောလိုက်မှရှေးနေရောပဲပိုသူပြောချင်တာစေတနာကောင်းမင်မင်တိုင်းတောင်မှမရှိရင်ပြဿနာဖြစ်နိုင်တယ်အဲ့လိုပြောချင်တာဟာဘာလို့ဆိုဦးလေးရသူနေတဲ့ရွာကိုရွာပြကြီးမဖြစ်စေလိုတဲ့စိတ်နဲ့သူ့အသက်တောင်ရှင်ပြီးပေးခဲ့မင်မင်စေတနာကတိုင်းတောင်ကိုများသွားတဲ့အခါမှာလူတွေကထိုင်နေလို့မရနိုင်ဘူးအဲ့အကြောင်းမို့ဒီဟာမှာလူတွေမကြံခဲ့တာအော်အဲ့လိုဒီရသမီးပြောသလိုပါပဲဦးလေးကြီးကဒီဟာကိုလူတွေရောက်မလာနိုင်ရင်တော့ ဒီရောအေးမြမှုကိုလူသားရဲ့တနည်းနည်းနဲ့ရရှိဖို့ခုတိုင်းအေးမြမှုပေးနေခဲ့တာပါဒါလို့ဆိုသားတို့ရောင်နောက်မှာရှိတဲ့ကံကိုအမြဲအေးနေအောင်လုပ်ပေးလို့မရဘူးလားဟင်음ကြောက်တတ်နိုင်တဲ့လောက်တော့အေးမြမှုတွေရေကန်ကြီးတစ်ခုလုံးရှောင်းလုပ်ပေးပါမယ်တကယ်လားဟင်အကျေစွတင်လိုက်တာဦးလေးရေဒါလို့ဆိုပူတိုင်းရေလာဆင်ရမှာဒါလို့လုပ်လေရှာတာပဲတို့တွေပိုးလိုက်တိုင်းဒီကျုံကိုလာလေလို့ရပြီဦးလေးလာလေလို့ရလာဟင် နားလည်မေဆိုဥလီကတော့တိုင်းတက်လို့ပြောတာပေါ့ကွယ်အိမ်နောက်တော့ဖိုးတို့တို့အဖွဲ့သားရင်းလေးဥလေးကြီးကိုနှုတ်ဆက်လို့အဲ့နေရာကနေထွက်လာခဲ့လိုက်ကြတယ်